မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကပမူအာဒမ်တီယိုဖလော့ကွက်ရှင်းစ်တင်ခပတ်စတိုရီစ်လိုက်ယူနေဗာဟတ်ဘီဖောစီစန်ပြန်စေဆူဆူနိုင်ရပါလေဒီနေ့ညကျွန်တော်တို့ဦးညီတဲ့ပုံပင်တွေကို မတူညီတဲ့ဘဝအတွေ့အကြုံတွေးခေါ်တွေးအမြင်တင့်တွေနဲ့တလန်နာစင်ကြီးကိုရအတွက်ဂျင်းဖို့တောင်တန်းနဲ့လွတ်လပ်ရေးစကစစ်တိုပွဲ The memorable for the free state of Jinpo heat trick တက်သိမ့်ပိုင်းကိုကျွန်တော်တို့နှာစင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်ဆုံးဆွေးနွေးပွဲဒုတိယဆွေးနွေးပွဲမှာဘာပြောတလဲဆိုရင်ဒီဆွေးနွေးပွဲကိုတော့ကျွန်တော်တို့1946ဒီဇင်ဘာလ12လပိုင်းပေါ့လေတွင်နေမှာပြောခဲ့ပါတယ်ဆွေးနွေးပွဲမှာဘယ်လိုပြောတလဲဆိုရင်ပါလီမန်ထူကိုစလေ Mr. Walls Atkins ပြောဒီကတဲ့ဒီတော့ကချင်နယ်ကိုကျွန်တော်တို့ယခုကဲတော့ခွဲခြားအုပ်ချုပ်ရဒီမှာ ကျွန်တော်တို့ဘာမှအကျိုးကျေးဇူးခံစားရရှိရမဟုတ်ပါတင်တို့ရဲ့နေမှာဘာမှအဖိုးတန်တာလည်းမဟုတ်တင်တို့ကိုဗမာနဲ့တန်းတူပညာတတ်အောင်အမြန်ဆုံးနေဖြင့်ဆောင်ရွက်ပေးရတာဖြစ်ကြောင်းပြောဆိုလေတဲ့အဲ့ဒီခါမချင်တာချင်းဖို့အမျိုးသားများကိုစလဲမစ္စဆော်ရစ်ကကချင်တော့ဆော်ရစ်ပေါ့နော်ကျွန်တော်တို့နေရှိတဘာဝပစ္စည်းများကိုခင်ဗျားတို့ကလဘကြီးအုပ်စနစ်နဲ့တင်းယူနိုင်ဖို့ကျွန်တော်တို့ရဲ့နေကိုနေချောက်အုပ်ချုပ်ရေးဆိုလက်ကြံဖောက်အုပ်ချုပ် ုပ်ချုပ်ခြင်းများတာဖြစ်သည့်ထင်ကြောင့်ပညာရေးမှာလည်းနှစ်ပေါင်း56နှစ်အုပ်စုခဲ့ပါလက်အခုခြေတိုင်ပမာကဲတို့လွတ်လပ်ရေးနေ့သာတန်တော့အဆင့်အတန်းကိုမရရှိပဲနောက်နှစ်ပေါင်းမြင်မြနေမှယခုပမာများရဲ့အဆင့်တန်းကိုမြင်မှလည်းဆိုပြီးမိကွန်းပြန်ထုတ်ခဲ့ပါတယ် smart tour ဒီဘာခိတ္တမှာကျွန်တော်တို့ဂျင်းဖော့မြို့တော်များရဲ့လိုအပ်ချက်ကတော့ခိုင်မြဲသောကချင်းနေဖြစ်စေဖို့ပဲဖြစ်ပါတယ်။ရင်ကျေးတဲ့အုပ်ချုပ်ရေးစနစ်တစ်ဖက် ပမာပီမာရရှိလက်တနဲ့လွတ်လပ်ရေးအဆင့်တန်းဒန်းတူပေါဝင်နိုင်တဲ့ကချင်မျိုးသားဆွေရကအုတ်ချုပ်တိကချင်ပြည်နဲ့အစ်စ်အမန်ကချင်နဲ့အစ်စ်အမန်ဖြစ်တာရရှိထားလို့ကြောင်းပြောခဲ့ပါတယ်။စတီဗင်းစ်နဲ့နေချောက်အုတ်ချုပ်ရေးကမကောင်းဘူးလို့ခင်ဗျားထင်လို့လား။စမတူပါ။ခင်ဗျားရဲ့နေချောက်အုတ်ချုပ်ရေးကောင်းဒီမကောင်းဒီကိုကျွန်တော်ဆက်မပြောချင်ပါဘူး။အတလန်တိတ်ချာတာနံပါတ်3နဲ့ခုနှစ်ရအကျိုးကိုကချင်လူမျိုးခန်းစားခွင့်ရှိသည်မရှိဘူးဆိုတော့ကိုမင်းကြီးပြန်ကြားစီချင်ပါတယ် ဘာမှပြန်လဲဖြေချခြင်းမပြုဘူးဆိုတော့တည်ရပါတယ်။ယခုမင်းကြီးပြောကြားခဲ့ဒီမှာကွန်စီများမှာချက်ဆက်အလွန်ကောင်းနေပါတယ်။ယခုကဲ့သို့ကွန်စီအုပ်ချုပ်ရေးနေနေရလင်ကချင်တွေကိုထိုအခါက Mr. Walsh Akin က Civilian ကိုခေါ်၍ဂျင်းဖော့မြို့သားကောင်းဆောင် Sorry နဲ့ကောင်းဆောင်တပန် ground လို့နဲ့ဆွေးနွေးချက်မှာအောက်ပိုင်အတိုင်းဖြစ်ကြောင်း civilian ကချင်လူမျိုးများရဲ့ ကြီးပွားရေးကိုတကယ်ဆောင်ရွက်ရင်အာတီတကျွန်တော်မှာရှိပါတယ်အမြင်ဆောင်ရွက်ပြီးစီးရန်လည်းစူးစမ်းနေပါတယ်တို့ရမှာဒီခုတခုပြောချင်တာကတော့ချင်းအမျိုးသားများဒီသူအထူးကိုအာမကိုပဲမိမိတို့ကိုမိမိအားကိုတော့တဘောဖြစ်ကြောင်းများကိုအထူးစူးစမ်းဖွင့်လင့်တင် जा ကြပါတယ်ဒါကြောင့်လဲတီတနဲ့တီတင်နဲ့ပဲအစရှိတဲ့နေများမှာအင်္ဂလိပ်မြန်မာအထက်တန်းကျောင်းကြီးများအပြားအပြားရှိတဲ့ဖြစ်၎င်းလူမျိုးများမှာကြီးပွားနေကြပါတယ်ကချင်လူမျိုးများဟာလည်း နမူနာယူနီးကိုဆောင်ရွက်စေချင်ပါတယ် sorry တီးတိမ်နဲ့အဆရှိတဲ့ချင်းနယ်များမှာဖွင့်လို့အင်္ဂလိပ်ကျောင်းများနဲ့အင်္ဂလိပ်အထက်တန်းကျောင်းများမိတို့ရှိရချင်းမျိုးတိုင်းများကိုမိတို့ပညာတတ်ကျောင်းများကိုခမားပြောပြမှာမဟုတ်ပါဘူးကျွန်တော်တို့အားလုံးနားလဲပါတယ်ကျွန်တော်တို့ချင်းပြည်နယ်ပညာရေးအတွက်အင်္ဂလိပ်အစိုးရကအပေကဲ့သို့စီမံဆောင်ရွက်ပေးခဲ့ဒီကိုခမားပြောနိုင်ရင်ပြောပါကျွန်တော်တွေ့တဲ့များဆိုလေအင်္ဂလိပ်အစိုးရကဖွင့်လက်ဆောင်ရွက်ပေးတဲ့အကြောင်းကို ကချင်နယ်မှာမတွေ့ရပါအင်္ဂလိပ်မြန်မာခွန်တန်းကျောင်းမြောင်းကိုမစ်ချနာဆွန်ဘရာဘွန်အဆရှိတဲ့နေများမှာအမြင်ဆောက်လို့ပြင်အဆရှိတဲ့ပြည်ကျွန်တော်တို့ကချင်မျိုးသားများကအခါပေါင်းများစွာတောင်းဆိုခဲ့ပါတယ်ဘယ်မှာအင်္ဂလိပ်ကလိုက်ပြောခဲ့တယ်လဲစင်စင်အရင်ကတော့ဆိုပါတော့အခုနောက်ကိုဆိုလေ9နှစ်အတွင်းအတင်တို့ကချင်လူမျိုးများပမာနဲ့ဒန်းတူပညာတတ်အောင်အမြင်ဆောင်ရွက်ပြင်ကြိုးစားနေပါတယ် ဲ့ဒီစီမံကိန်းများကိုလည်းရေးဆွဲနေပါတယ်ပြီးတဲ့အခါစော်ရစ်ကိုပြမယ်အဲ့ဒီအခါစော်ရစ်များစွာဝမ်းမြောက်လိမ့်မယ်ကိုကျွန်တော်ယုံကြည်ပါတယ်သူပါစော်ရစ်ပြန်ဖြေပါတယ်ပြန်မိကွန်းထုတ်ပါတယ်ဒီစကားတွေအပေါ်တက်တက်ပါပဲဒီလိုစကားမျိုးကိုကျွန်တော်တို့နောက်ထပ်မပြောချင်ဘူးအစရှိတစ်ဖြစ်ပြန်ထူးခဲ့ပါလေ။ Soran နဲ့ Mr. LeBron ကတို့နေတူညနေ3:00နာရီမှ9:00နာရီထိအခြေအတင်ပြောဆိုဆွေးနွေးခဲ့ကြောင်းသိရပါပါတယ်။တောင်တမင်းကြီး Stevenson အာကိုစလေရောဖွဲ့မှကချင်လူမျိုးများနဲ့ ပါတီတောင်းယူရရှိရင်းနဲ့ကောင်စင်မန်ပါများရဲ့အရေးများကိုတောင်းဆင်မင်းမြန်းချေပရန်အာနောက်ကိုလွဲထားတော့စမတူပါစင်ဝါနောင်ကနေပရရှိကိစ္စပြောဆိုပြီးနောက်ကောင်စီအကြောင်းနဲ့မန်ပါများအခွင့်အရေးများကိုစတင်မင်းမြန်းရတဲ့ထက်မြက်လာသောဇာတိမန်ပင်ထန်တဲ့စိတ်သက်များဖြင့်စတင်မင်းမြန်းချင်းချေပနေစဉ်ပမောမှကောင်စင်မန်ပါတို့ဖြစ်သောရမရောသူကဖြင်းညင်းတရားစွာဖြင့်အရေးဆိုရန်တူဝါကြီးအားတောင်းပန်ကြောင်း ပရိသတ်အလယ်မှထား၍ပြောကြားရာစမတူဝါကြီးကထိုပြောကြားသူပဲသို့လဲ၍ယောဖကြီးခမည်းဟာကြားနာဆိုးကြီးများကိုကြိုက်စားရန်ဝိုင်းရန်လာခဲ့သည်ရှိသောခမည်းမှာအဘယ်ကဲ့သို့ကြောင်းရွံ့တုံတော့ပြီးဤသို့ကြောင်းရွံ့နေသောစိတ်ထားပြီးပြောဆိုရာတွင်အဘယ်ကဲ့သို့ခမည်းအတန်များထွက်ပေါ်လာလိမ့်မည်အကြောင်းများကိုခမည်းရင်းမိနိုင်လဲရင်းမိနိုင်လိမ့်မည်မဟုတ်ကြောင်းထင်ပါတယ်သူကဲ့သို့ကြောင်းမျိုးများကအတင်အားကြိုက်စားရန်ဝိုင်းလာခဲ့သော ခမည်းမှာကြောက်မှာမဟုတ်ဘူးလားလို့မင်းမြန်ရဆံမရောကျူကတိုကေတိုတော့ကြားမြောင်းဝိုင်းလာလေမိသူမဆုကြောက်ရမှာပဲဟုပြန်လဲပြောကြလိုက်ရစမတိုဝါကြီးစင်ဝါနောင်ပြန်ပြောဒီမှာယခုလည်းကျွန်တော်ကဲ့သို့ဒေါမန်မြန်မိကဲ့သို့ထွက်ပြီးမိကဲ့သို့ပြောဆိုနေမှမတိအောင်ဖြစ်လာဒီမှာကျွန်တော်တို့ကချင်တွေမျိုးတမျိုးလုံးအားကြားနာဆိုးကြီးများကကြိုက်စားတီထက်များစွာပြင်းထန်လာသောဤမျိုးစုံဖြင့် ကျွန်တော်တို့လူမျိုးတစ်မျိုးလုံးကိုတိုးတက်နေတော့ဤကပိုင်မီပင်ပေါ်မှပျောက်ွယ်သွားအောင်ဖြစ်စီမဲ့ကြားနာဆိုးကြီးများဝိုင်းလာဒီကိုမင်းရတဖြစ်ယခုကဲ့သို့စီတာ၍မရတော့အမျိုးသားဇာတိမှအတိုင်းပြိုးဆုံးခြင်းဖြစ်တယ်ပြည်သက်များတခုတည်းဆူညံတော်ဘာကြောင့်တရှိရပါတယ်ကချင်တော်အုပ်ချုပ်ရေးကိုဗြိတိရှားတို့ကနိုင်ချဖိနေအုပ်ချုပ်ခဲ့တဲ့အကြောင်းများနဲ့ယခုကဘာတိကြီးတိုင်အောင်ဗြိတိရှားကညင်းဆဲအုပ်ချုပ်နိုင်သည့်ဒီစတိတ်ကောင်ဆယ်အုပ်ချုပ်ရဲ့အတိတ်ကိုအမြင်ပယ်ဖျက်ပြီး ဗမာနဲ့တန်းတူအခွင့်ရေးပင်းရင်းနဲ့ဗမာနဲ့လမ်းကျူလွတ်လပ်ရေးပင်းရင်းဗမာပြည်အစိုးရအဖွဲ့တင်တောင်တန်းနေများကိုစလဲဝင်ကြီးခန့်ထားရေးတို့ကိုစမတ်လူကြီးစင်မောင်းနောင်ကအရေးဆိုပြီးရက်ဆိုင်နေစဉ်မင်းကြီးစတီဗန်ကရှေးကဘရင်များရဲ့အုပ်ချုပ်ပုံများမှာအပေကဲတို့ဖက်စစ်စနစ်ကြားလာတဲ့အကြောင်းများကိုအခြေတဝင့်ပြောကြားလက် ထိုဗမာပြည်များသည်တင်းတို့ချင်းမျိုးများအပေကောင်းကျိုးများကို ပေးပူးပါတနည်းအစရှိတဲ့ဖြစ်ပြောကြားနေစဉ် စမတို့ကြီးစမအောင်ကမင်းကြီးဒီမှာအတိတ်ပဲမရှိအဖို့စကားများတာဖြစ်နေပါတယ်ဆေးကအုတ်ချုပ်ရေးများပြောရမည်ဆိုရင်ကပါတော်ဝန်လုံးရှိဘီများအားလုံးတို့ပမာဘီင်ကဲတို့အုတ်ချုပ်ခဲ့တာပဲအမှန်ပြောရမယ်ဆိုရင်အင်္ဂလိပ်ဟာပမာရှင်ဘီင်သက်များစွာပုံမူပြီးဖက်စစ်နေချက်စနစ်ကိုလက်ကင်ပြုတ်ကနိုင်ငံတကာကိုလိုက်ညင်းနေတာပါပဲကျွန်တော်တို့ကချင်းလူမျိုးမကတူတူထူးကြီးရင်းစဲခြင်းခံရမိကိုယခုမှမဟုတ်ရှေ့အခါကလေးကမလို့ခဲ့မလို့လာခဲ့ကြောင ထို့ကြောင့်လည်းပုံမှန်စစ်တီတို့များကယခုအခါအထက်ပုံမှန်ပြီဆိုတော့ကျွန်တော်တို့ရှမ်းချင်းကရင်နီကချင်များ၏နေတို့တက်လာစဉ်ကထူပမာများအားတနောက်နှင့်တည်လို့ခဲ့တာပဲအင်္ဂလိပ်များကပမာရှင်ပင်ကိုဖက်စစ်နေချက်စနစ်ဖြင့်အနိုင်ချင်းလျက်ကျွန်တော်တို့၏နေဆိုဗြိတိရှနေချက်စစ်တင်ချီတက်လာစဉ်ကတည်းကအလားတူဖက်စစ်စနစ်ဖြင့်ညင်းဆဲမီကိုဆိုး၍တနောက်နှင့်ခုတ်ပြီးခဲ့တာပဲယခုလည်းကချင်နေတွင်ဖက်စစ်အုပ်ချုပ်ရေးကို မယုတ်သိမ့်ပဲဗြိတိရှားကဆက်လက်အသုံးပြုနေမယ်ဆိုရင်နောက်ဆုံးတနောက်နေ့တီးကြည့်တဲ့အချိန်ရောက်ချင်းရောက်နေကြောက်မလားဆိုတာကျွန်တော်ပေအမှန်ပြောနိုင်ပါမလဲယခုအချိန်မှာရှေးခေတ်မဟုတ်တော့ပါကျွန်တော်တို့ဂျင်းဖို့အမျိုးသမီးဒီဂျင်းဖို့အမျိုးသားများဒီဗမာပြည်တိုင်းသားအလုံးနဲ့တွေ့ဆပြီးလွတ်လပ်ရေးကိုအရယူတော့မယ်သူတို့ပြောတဲ့ပြဿနာများလက်ခုတ်ဟောရလဲဆူညာတော့တည်ရပါတယ်တိုင်းချစ်သတင်းစာမှထုတ်လို့ပေါ်ပြချက် တရက်တလ1940ကိုတချိန်တည်းလွတ်လပ်ရရယူရမြန်မာပြည်တောင်တန်းနေများနဲ့ပတ်သက်၍ဖာစပါလအဖွဲ့ကကြေညာချက်တရက်ထုတ်ပြန်လိုက်ပြီးဖြစ်ရာထိုကြေညာချက်တွင်ဗမာပြည်လွတ်လပ်ပြီဟုကြော်ညာဒီနေ့တချိန်တည်းစန်းဂျင်းဖို့နေမြောက်ကိုပါတခါတည်းလွတ်လပ်ပြီဟုဗြိတိရှ်တို့ကကြေညာရမည်ဖြစ်ကြောင်းပြင်းဝမင်းကြီးနှင့်အင်္ဂလိပ်တို့ချုပ်ဆိုခဲ့သောစာချုပ်အတိုင်းကတည်နေပါလွတ်လပ်ခွင့်ပေးရန်ဖြစ်ကြောင်း တောင်တနေများတိုးတက်ရေးကိုစေတနာထားပါတည်းကပီတီရှာတို့ကကျင်ညာဖူးတီအတိုင်းဟုတ်မှန်ပါကတောင်တနေမှာပို့ကိုတူအားအတိုင်းမင်ခဝွန်ချီအဖြစ်ချက်ချင်းခန့်ထား၍တောင်တနေများကိုအုပ်ချုပ်ရန်တဘောတူညီရမည်တိုင်းပြူပြည်ပြုလွတ်တော်တွင်ကရင်နေစတော်တောင်တနေများလည်းပေါ်ဝင်စေ၍မြန်မာပြည်ပြည်တော်စုများတွင်ထိုတောင်တနေအတီတီကဝင်လုံကဝင်နိုင်ရန်လမ်းပွင့်ပေးရမည် တို့တော်ဝင်လို့ဒီမဝင်လို့ဒီမှာ၎င်းတို့ဤအလိုဆန္ဒပေါ်တည်စေရမည်ဖြစ်၍၎င်းတို့ဤကံကြမ္မာကို၎င်းတို့တားလဲဖန်တီးခွင့်ရှိစေမည်ဟုလည်းဖော်ပြထားသည့်ဖြစ်ကြောင်းသိရှိရပါသည်ကျွန်တော်တို့ကျင့်ဖို့တောင်းတနဲ့လွတ်လပ်ရေးဒုက္ခစစ်ထိုးပွဲပြီးပါပြီနာစင်ပြကြအရောက်စီတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ငြိမ်းချမ်းကြပါစေအားလုံးလွတ်မြောက်ကြပါစေခင်ဗျာ